ရှောင်းမြာနေမနေ့တုန်းက Redmi K90 နဲ့ K90 Pro Max ကိုဝိဆက်ပါတယ်ကျွန်တော်တို့ K90 Pro Max ဂျင်းဗာရှင်လေးရဲ့ဒီဇိုင်းကာလာနေထောင်ကျွန်တော်သဘောကျတယ်ပုံမိုက်တာဆောင်းမိုက်ဘိုးစတေရီယိုစပီကာနဲ့ဆက်ဘာလေးပါလာတာအတော်ပါညာလေးကိုလည်း Bose ကနေကျွန်းလုပ်ပေးထားရဆိုတော့ဗောနော် Audio Quality တော်မိုက်ပြီးတော်တော်ကျင်မဲ့နေထားရှိတယ် ပြီးတော့ဖေဘရီမှာကပါစေ Facebook Telephoto Lens လေးပါတယ်ရောနော်။သူ Fire application ဟဲ့ lossless ဆုံးရတယ်ဆိုတော့အရင် Redmi K C phone တွေထဲဒီ Telephoto ဘိုင်းမှာအများကြီးပုံပေါ်လာတယ်လို့ပြောမယ်။ပြီးတော့ main camera sensor ကိုလည်းကျွန်တော်ပေါ့နော်။ဒီ Xiaomi စံပြီးမှာတော့သုံးခဲ့တယ်။ right hand ကကိုယ့်ငါ sensor ကိုသုံးပြီးတော့ upgrade လုပ်ပေးတာ။ကျွန်တော်ဘာတွေကိုပြောမယ်ဆိုရင်ခုနောက်ဆုံးထွက်ထားတဲ့အကောင့်လုံး Android chip Snapdragon 8 Elite Gen 5ကိုသုံးပေးထားတယ်။ဘာလို့ဒီက 2K OLED display ပါ antibio တော့မဟုတ်ဘူးပြီးတော့ 9560mAh ပတိပါမယ်ဝါနဲ့ဆိုရင်လည်းဝါလက်ဆို50ဝါရအောင် ်ဈေးက3,999ရွှေဆိုတော့ကျွန်တော်မြန်မာငွေနဲ့ဆိုရင်ပေါ့နော်25သိန်း28သိန်းဝင်းကျင်လောက်တော့ပေါက်နိုင်တယ်အဲ့လောက်မနိုင်ဘူးဆိုရင်တော့ကျွန်တော်15သိန်း18သိန်းဝင်းကျင်တာပေါ့နော် Redmi K90 လေးကိုကတ်တိုလီပြည့်စုံလို့ရတယ်တော့ Redmi K90 Pro Max တော့ကင်မရာကောင်းမှာမဟုတ်ဘူးပြီးတော့ periscope daily photo မပါဘူးစောက်ပါမပါ Frontier MH ကို Huawei Wire Charger ရမယ် wireless တော့မရဘူးတော့အဲ့ Elite ကိုသုံးပေးထားတယ်ပြောရင် Xiaomi တို့ရောပေါ့နော်ဒီတစ်ခါ Redmi K90 C ကိုအားစမီလုပ်ပေးတာငါတို့စိတ်ပါလို့ဘေးဝယ်မယ်ဆိုရင်လည်းမတားပါဘူး။ Okay 吉宝贝。